Pogledajte ပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ရှိနိုင်ငံတိုင်းဝင်ကြီးရုံးလို့တမဝင်ကြီးရုံးပါဝင်ဝင်ကြီးဌာနအဆောင်များစွာ ပြုကြပြီးအလို့တမဝင်ကြီးဌာနအမည်နဲ့အတွင်ဝင်နိုင်ငံတိုင်းအရာရှိတချို့ပါဝင်ဝန်ထမ်းများတည်ဆောင်းမှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ရှိနိုင်ငံတိုင်းဝင်ကြီးရုံးအလို့တမဝင်ကြီးရုံးပါဝင်ဝင်ကြီးဌာနအဆောင်များစွာပြုကြပြီးအလို့တမဝင်ကြီးဌာနအမည်နဲ့အတွင်ဝင်နိုင်ငံတိုင်းအရာရှိတချို့ပါဝင်တည်ဆောင်းမှုတွေရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းအရှင်မြစ်တွေကပြောပါရယ်။မင်းကနေ့လယ်ပိုင်းလောက်ခတ် ခဲ့တဲ့ငလင်ကြောင့်ဝင်ကြီးဌာနအဆောက်အများပြိုကျမှုတွေဖြစ်ပွားခဲ့ကြောင်းအဲ့လိုပြိုကျစဉ်အုတ်ကွန်ကရင်များပြိုကျမှုကြောင့်နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းအချို့အလုပ်သမားဝန်ကြီးဌာနမှအမြင်နဲ့အတွင်းဝင်တို့ထိခိုက်သေးဆုံးခဲ့ကြောင်းအခြားတန်ရာရရှိသူတွေလည်းအများအပြားရှိကြောင်းသိရပါတယ်။သေဆုံးတာကတော့ဝန်ထမ်းတွေလည်းများတယ်၊အရာရှိတချို့လည်းပါတယ်၊တန်ရာတွေရတာလည်းများတယ်။ဝန်ကြီးဌာနယုံတွေလည်းပြိုတယ်၊နိုင်ငံခြားရေးဝန်ကြီးဌာနအဆောင်လည်းတော်တော်ဆိုးဆိုးဝါပြိုကျတယ်၊ပြီးကုန်တာတွေလည်းရှိရဲလို့နေပြီးတော့တက်တဲ့ရင်းမြစ်တွေကပြောပါတယ်။ နေပြီးတော့လေစိမ့်လေကြောင်းထင်းထင်းတာဝါတိုင်းကတော့ကြိုးကျသွားတဲ့အတွက်အဲ့ဒီတာဝါတိုင်းတွင်တာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းအလုံးတည်ဆုံသွားခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးနေပြီးတော့တက်ကုံမြို့ရှိစင်တင်ရှိလွဲစင်မှာငလင်တန်းကြောင့်ကြိုးသွားပြီးစင်တီချောင်းကပင်းမြင်းနေပိုင်းနေရာတွင်တတိထိုင်းရန်လိုအပ်ခါမြစ်သားမြို့နယ်စမုံတရာနီလမ်းပျက်စီးသွားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြီးတော့တက်ကုံမြို့ရှိစင်တင်ရှိလွဲစင်မှာငလင်တန်းကြောင့်ကြိုးကျသွားပြီးစင်တီချောင်းကပင်း ညီနေပိုင်းနေရာတွေတတိထိုင်းရဲ့လူအကြောင်းသိရပါတယ်အလားတူမန္တလေးတိုင်းမြေသားမျိုးနဲ့စမုံတရာနီလမ်းပိုင်းငလင်တန်းကြောင်းလုံဝပြည့်စည်သွားပြီးလမ်းဆက်သွယ်ရေးပြတ်တောက်သွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်မလ28ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းမျိုးနီဗဟုပြုပြီးလှုပ်ခတ်တဲ့မြေငလင်ကြောင်းနထိုးကြီးမြေသားလမ်းပေါ်ရှိစမုံကန်တရာနီလမ်းပိုင်းလုံဝပြည့်စည်သွားပြီးလမ်းပန်းဆက်သွယ်ရေးများပြတ်တောက်သွားကြောင်းသိရပါတယ်လမ်းပိုင်းကဆိုင်ကယ်တောင်သွားမရတော့ဘူးတော်တော်ပြည့်စည်သွားတာလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားပြီလို့ဒေသခံပြည်သူတောင်းကပြောပါတယ်မန္တလေးကိုဗဟုပြုတဲ့ငလင်ကြောင်းလက် လောသေဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူ1464ဦးရှိရလို့မင်းအောင်လိုင်းကထွက်ပြောပြီးသေဆုံးထိခိုက်မှုတွေတိုးလာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးကိုဗဟိုပြုတဲ့ငလင်ကြောင်လက်တလောသေဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူ1464ဦးရှိရလို့မင်းအောင်လိုင်းကစစ်တပ်ပိုင်းရုံမြင့်တန်ကြားလိုင်းမှာတဆင်မနေ့ကညပိုင်းမှာပြောခဲ့ပါတယ်။ နေ့ကနေ့လယ်12:50မိနစ်ချိန်လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်းနေပြည်တော်ကောင်စီနေမြေလက်တလောတည်ဆုံမှု96ဦး၊သခိုင်းမှာ16ဦးနဲ့ကြောက်စင်မှာ3စင်၊တန်ရာရရှိသူတွေအနေနဲ့နေပြည်တော်မှာ432ဦး၊သခိုင်းမှာ300ဦးနဲ့ကြောက်စင်မှာ932ဦးရှိကြောင်းတည်ဆုံထိခိုက်တန်ရာရရှိသူတွေဆက်လက်တိုးလာမှာဖြစ်ကြောင်းမင်းအောင်လိုင်းကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှင်။ ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမြန်မာနိုင်ငံသို့ပြန်လာစစ်မှုထမ်းစဉ်ဤစတင်စည်းရုံးကစစ်မှုရန်ပြက်ကွက်သူများကိုအမည်ပြည့်နဲ့ဝရမ်းပြည့်ကျင်ညာဖို့အစဉ်များစွာထားရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမဲပေါတူပြည်ပရောက်မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စည်းရုံးတဲ့နီလန်းကိုအသုံးပြုမှာဖြစ်ပြီးပြက်ကွက်သူတွေကိုအမည်ပြည့်နဲ့ဝရမ်းပြည့်ကျင်ညာဖို့အစဉ်များစွာထားရှိကြောင်းရန်ကုန်တိုင်းမြို့နယ်စစ်မှုရန်ဆင့်ခေါ်ရေးဖွဲ့ဝင် င်တအုပ်ကပြောပါရယ်အခုမလအတွင်မြို့နယ်ရက်ွက်နယ်ကြေးရွာတွေမှာသံကောင်းစင်ကိုအခြေခံပြီးလူငယ်တွေကိုကိုရိုင်းတော်၎င်းမိဘတွေကတော်၎င်းကိုစားစစ်မှုထံခိုင်းဖို့မဲနိုင်ခိုင်းနေကြောင်းအဲ့ဒီလိုမဲနိုင်ခိုင်းတဲ့လူငယ်များစီးရင်မှပြည်ပရောက်လူငယ်များအလုံးကိုလည်းထည့်သွင်းထားကြောင်းပြည်ပရောက်မြန်မာလူငယ်များကိုစားမိဘသူမဟုတ်ဆွေမျိုးတအုပ်ကလာရောက်မဲနိုင်ရမှာဖြစ်ပြီးတကယ်လို့မလာရောက်ပါကသက်ဆိုင်ရာမြို့နယ်ရက်ွက်နယ်ကြေးရွာစစ်မှုထံစင်ခေါ်ရေးအဖွဲ့ဝင်များကကိုစားမဲနိုင်ကြရမှာဖြစ်ကြောင်း2024ခုနှစ် ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှ35နှစ်အတွင်းလူငယ်များအလုံးစစ်မှုထမ်းမဲနိုင်ဖို့အကြံဝင်ကြောင်းသိရပါတယ်။ ငွေကြေးချင်းချောက်တောင်းတာတွေမတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျိုးရက်ကွက်နဲ့ကျင်းရွာလုံးကျိုးမဲလိုက်ပြီးမဲပေါက်သူကိုပဲစစ်မှုထမ်းစစ်ကော်ရစနစ်ကိုစတုံးနေပါတယ်။တကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှ35နှစ်အတွင်းမြည်တိလူငယ်မျိုးသားမစိုးမဲနိုင်ခိုင်းပါတယ်။ပြည်ပရောက်လူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စည်ရင်းမှပါဝင်ပါတယ်။ပြည်တွင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ရမယ်မရှိရင်တော့မိဘဒါမှမဟုတ်ဆွေမျိုးတအူကမဲလာနိုင်လို့ရတယ်။တကယ်လို့ဘသူကမှမဲလာမနိုင်ဘူးဆိုရင်သက်ဆိုင် န်ရက်ကွက်ကြီးရွာစစ်မှုထမ်းစင်ခေါ်ရေးဖွဲ့ဝင်တအူကမလာရောက်သူအတွက်ကိုစားမဲနိုင်ပြီးမှဖြစ်တယ်။မဲပေါက်သွားရင်လည်းအိမ်ကိုအကြောင်းကြားမှဖြစ်တယ်လို့မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးဖွဲ့ဝင်တအူကပြောပါရယ်။တကောင်စင်းကိုအခြေခံပြီးစစ်မှုထမ်းအမယ်လူငယ်များစီရင်ကိုပြုစုမဲနိုင်ခိုင်ခြင်းဖြစ်လို့ပြည်ပရောက်မြန်မာလူငယ်တွေအားလုံးလည်းမဲနိုင်ရမယ့်စီရင်မှအကြောင်းဝင်ကြောင်းပြည်ပရောက်မြန်မာလူငယ်များနဲ့ပတ်သက်ပြီးအမိမြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စီယုံရင်နီလန်းဖြင့်ဆောင်ရွက်ဖို့တက်ဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးဖွဲ့ကညွှန်ကြားထားကြောင်းသိရပါရယ်။ပြည်ပရောက်မြန်မာလူ ငယ်တွေတဲကစစ်မှုထမ်းဖို့မဲပေါင်ရင်အဲ့ဒီလူငယ်ကိုမိဘဒါမှမဟုတ်ဆွေမျိုးတွေကအကြောင်းကြားခိုင်းနေပြည်ပရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုထမ်းဖို့အဆင်ပြေမလဲသူအဆင်ပြေမဲ့အချိန်တခုကိုစောင့်ဆိုင်းပြရမယ်ဒါကတစ်ချက်နောက်တစ်ချက်ကတော့တကယ်လို့ပြည်ပရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူးမိသားစုစာဝင်နေတဲ့အတွက်သူ့ကိုပဲမိခွန်းနေရရင်မိသားစုတွေမှာဘယ်သူကပြည်ပရောက်လူငယ်ကိုစားစစ်မှုထမ်းပေးနိုင်မလဲဒီလိုမျိုးနဲ့လေအဆင်ပြေအောင်လုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ပြည်ပရောက်လူငယ်ကလည်းပြန်မလာနိုင်ဘူးမိသားစုတွေမှာလည်းက ကိုစားစစ်မှုထမ်းပေးမဲ့သူမရှိဘူးဆိုရင်နီးစက်ရဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကကိုစားစစ်မှုထမ်းပေးမဲ့သူရှိသလားရှာပင်းရင်လည်းအစားတို့စစ်မှုထမ်းလို့ရအောင်စီစဉ်ပြီးမယ်ကျွန်တော်တို့ကတော့စီယုံရင်နီးလန့်နဲ့ပဲသွားဖို့ညွှန်ကြားချက်ပေးပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် ကြီးပါရောက်မြန်မာလူငယ်များစစ်မှုထမ်းစေဖို့အတွက်စီယုံကြီးနီလန်းနဲ့အပြုသဘောဆောင်ရွက်မှာဖြစ်တော်လဲကိုစားစစ်မှုထမ်းရှာဖွေမပေးနိုင်ရင်တက်ဆိုင်ရမိပါနဲ့ဆွေမျိုးတွေပေါ်ဖီအားများရှိမှာဖြစ်ကြောင်းစစ်မှုထမ်းနဲ့ကြီးပါရောက်လူငယ်တွေရဲ့မိဘဆွေမျိုးများကိုပြည်သူစစ်မှုထမ်းဥပဒေအရအေးယူနိုင်ကြောင်းဒါအပြင်စစ်မှုထမ်းဖို့ပြက်ကွက်တဲ့ကြီးပါရောက်မြန်မာလူငယ်တွေကိုလည်းအမည်ပြည့်စင်ရင်တွင်ချင်းပြည်သူစစ်မှုထမ်းဥပဒေအရတရားစွဲပြီးဝရမ်းပြည့်စင်ရင်တွင်ချင်းနိုင်ငံကူးလက်မှတ်တက်တန်းတို့ပိတ်ပင်ခြင်းအပါအဝင်အရေးယူမှုများစွာလှုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်စစ်က ောင်စီကအခုမလဆန်ပိုင်းကစပြီးနိုင်ငံတော်မှလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်အစုလိုက်အပြုံလိုက်မဲနိုင်ပွဲများကိုဇက်တိုင်ကျင်းပလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောက်ကြီးမြို့နယ်နဲ့ပုံနေကျုံမြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပြည်သူလေးဦးသေဆုံးပြီးတန်ဃာတော်တပါကလေးငယ်များအပါအဝင်၁၈ဦးထဏ်ရန်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်တပ်ကလေးငယ်နဲ့ပုံကျဲခြင်းလက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းတို့ကြောင့်တန်ဃာတော်တပါနဲ့ကလေးငယ်များအပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။မလ 2025ရဲ့နေကြောင်ကြီးမျိုးနဲ့စင်အိုလာချင်းရွာမှာစစ်တပ်က drone နဲ့တလိုင်းခင်ချင်းရွာတွေကိုပုံကျဲခဲ့ရာတလိုင်းခင်ချင်းရွာကိုစစ်ပီးရှောင်လာရောက်နေထိုင်ကြတဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒဏ်ရာရရှိသူများမှာအသက်30အရွယ်နော်မူတာအသက်9နှစ်အရွယ်နော်အကဖော်အသက်1နှစ်အရွယ်နော်မူကလည်းဖော်တို့ဒဏ်ရာရရှိကြောင်းနေအိမ်တလုံးနဲ့ပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မလ25ရက်နေ့မနက်9:35မိနစ်ချင်းစစ်ကောင်စီလက်ကထိညပဲကလို့တို့မီလာ ဘုံသုံးလုံးကျဲချခဲ့ရာနေအိမ်စည်းဆိုင်တံများမိလောင်ပြက်စီခဲ့ကြောင်းအဲ့ဒီနေ့နေ့လယ်12မိနစ်20ချိန်တောင်ပူကျင်းရွာကိုစစ်တပ်ကပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်အလားတူမလ24ရက်နေ့ညနေ3:45မိနစ်ချိန်စစ်တပ်ကလင်းရင်နဲ့အင်တိုင်းကုန်းကျင်းရွာနဲ့လင်းပင်ကျင်းရွာကြားကိုဘုံကျဲပြစ်ခတ်ရာတန်ကားတော့ဦးဆန္နာပေါ်သားရဲ့ညာဘက်လက်မောင်းပြတ်ထွက်သွားခဲ့ကြောင်း နွား၆ကောင်ထိခိုက်ဒေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့အတူမလ24ရက်နေ့နေ့လယ်3:30မိနစ်ချိန်ခလာရ264တရင်က120မမတလုံးပြစ်ခတ်ရာ အနောက်ကြောက်စရင်ကျင်းရွာတွေကိုကြာရောက်ပါကွယ်ပြီးနေအင်တလုံးထိမှန်ပြစီခဲ့ကြောင်းသိရပါတယ်။အဲဒီလိုရခိုင်ပြည်ပုံနယ်ကျုံမြို့နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်စစ်ဘေးရှောင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်တရင်အရင်းမြစ်တွေကပြောပါတယ်။မလ25ရက်နေ့ည9နာရီချိန်ပုံနယ်ကျုံမြို့နယ်အောင်ပြူပင်ရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲရစစ်ဘေးရှောင်ပြည်သူ၃ဦးသေဆုံးကြောင်း၁၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတိဆောင်းသူများမှာပုံနယ်ကျုံမြို့လိတ်ကုန်းပြင်ရက်ကွက်မှာ အောင်ဖြူပြင်ရွာမှာစစ်ပေးဆောင်အသက်53နှစ်ဦးတန်းမောင်ဇနီးအသက်55နှစ်ဒေါ်မကြီးအသက်19နှစ်အရွယ်ဦးမောင်တန်းနိုင်နဲ့အသက်25နှစ်အရွယ်ကိုရဲလင်းစိုးလို့ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အသက်2နှစ်နဲ့အသက်15နှစ်အကြားကလေးငယ်9ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း14ဦးတန်းရာရရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။